စတားချန်ရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာအခုတစ်ခေါက်တင်ဆက်ပေးမှာကတော့နယူးယောက်မြို့တော်ဝန်အသစ်ဖြစ်လာမဲ့ဇိုရန်မတာနီကဘယ်လိုလူမျိုးလဲဆိုတဲ့အကြောင်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်နယူးယောက်မြို့ကန်တွေဟာဆိုရင်လက်ဝဲဒီမိုကရက်တစ်တဦးဖြစ်တဲ့ဇိုရန်မတာနီကိုသူတို့ရဲ့မြို့တော်ဝန်အသစ်ဖြစ်နေရွေးချယ်လိုက်ပြီပဲဖြစ်ပါတယ်ဒီရွေးချယ်မှုကဆိုလို့ရှိရင်တော့သမရထရန့်ကိုအာခံကြောင်းနဲ့သမရထရန့်ရဲ့လှုပ်ရက်တွေအပေါ်သဘောမတူကြောင်းပြသတဲ့နီလန်တစ်ခုအဖြစ်နဲ့ရှုမြင်နိုင်ပါတယ်ကိုရိုင်းနယူးယောက်မှာပဲမွေနယူးယောက်မှာပဲကြီးခဲ့တဲ့သမရထရန့်က မြို့တော်ပုံရွေးကောက်ပွဲချိုမဲဆွယ်ကာလမှာမစ္စတာမဒါနီကိုကုမြူနဲလို့တစိမ့်ကတ်ခဲ့တယ်လို့မျိုးမစ္စတာမဒါနီသာနိုင်ခဲ့ရင်နယူးယောက်မြို့ကြီးအတွက်ဘ ഹു အစိုးရကထောက်ပံ့ထားတဲ့ဘတ်ဂျက်ငွေတွေမပေးဘဲထားမယ်ဆိုပြီးတော့ချိန်ချောက်ခဲ့ပါတယ်။အဲ့ဒီကြားကပဲနယူးယောက်မြို့ကန်တွေရဲ့မဲအများစုကိုမစ္စတာမဒါနီဟာရရှိသွားခဲ့ပါတယ်။အပြောင်းလဲတွေစောင့်ခြင်းပေးခွင့်ကိုတော့ဒီကနေ့ညမှာခင်ဗျားတို့ကျွန်တော်ရှိကိုအနှင်းလိုက်တာပါပဲ။နိုင်ငံရေးအသစ်တွေအတွက်လည်းခင်ဗျားတို့ခွင့်ပြုပေးတာမျိုးဖြစ်ပါတယ်လို့မစ္စတာမဒါနီက ရွေးကောက်ပွဲနိုင်တဲ့မိန့်ခွန်းမှာပြောကြားသွားခဲ့ပါတယ်။အသက်34နှစ်သာရှိသေးတဲ့မစ္စတာမဒါနီယာဆိုရင်နယူးယောက်ရဲ့ပထမဦးဆုံးမွတ်စလင်မျိုးတော်ဝင်ဖြစ်လာမှာဖြစ်တယ်လို့အနှစ်တရာကျော်အတွင်းမှာအသက်အငယ်ဆုံးမျိုးတော်ဝင်လည်းဖြစ်လာမှာပါ။မစ္စတာမဒါနီရဲ့နိုင်ငံရေးမစ္စတာမဒါနီရဲ့နိုင်ငံရေးဟာဆိုရင်ထရန့်ကတစိကက်တလူမျိုးကွန်မြူနက်အထီရောမသွားပေမဲ့သူဟာဒီမိုကရက်တစ်ဆိုရှယ်လစ်တအူးဖြစ်ပါတယ်။သူရဲ့ရွေးကောက်ပွဲကတိတွေအပါအဝင်ပြောဆိုနေတာတွေကလည်းပဲ သူရဲ့လက်ဝဲနိုင်ငံရေးမှုတွေကိုထင်ဟပ်စေနေပါတယ်။ BC ရဲ့မြောက်အမေရိကပိုင်းဆိုင်ရာအက်ဒီတာဖြစ်တဲ့ Sarah Smith ကတော့ဇိုရန်မတာနီရဲ့မှုတွေအပေါ်ဒီမိုကရက်တစ်ပါတီကြီးကို၌စိတ်မသက်မသားနဲ့စွန့်ယွန်စိတ်တွေရှိနေပုံရှားတယ်လို့ပြောပါတယ်။ Mr. မတာနီရဲ့မဲဆွယ်စည်းရုံးမှုတွေဟာအင်မတန်ကိုမှထူးခြားပြောင်မြောက်ခဲ့ပြီးတော့လူတွေကိုစိတ်အားထက်သန်လာအောင်စိတ်လှုပ်ရှားတက်ကြွလာအောင်လို့ဖန်တီးပေးနိုင်ခဲ့ပါတယ်။ဒီလောက်လူအများကြီးစိတ်ပါဝင်စားတာတက်ကြွလာတာကိုကျွန်တော်တို့နယူးယောက်မှာမပြောနဲ့ အမေရိကန်တစ်ခုလုံးမှာတော့မပဲမမြင်တွေ့ရတာကြာလာပြီပဲဖြစ်ပါတယ်။လာပြီးတော့မဲထဲကျတဲ့အရေးအတွက်ဟာလည်းပဲစံချိန်တင်အောင်လို့များပြားလာပြီးသူဟာမဲတွေရဲ့90ရာခိုင်နှုန်းကျော်ရရှိခဲ့တာပဲဖြစ်ပါတယ်။သူ့ရဲ့နိုင်ငံရေးမူတွေကတော့လက်ဝဲမူတွေဖြစ်ပြီးဒီမိုကရက်တစ်ပါတီကြီးကို၌အပြည့်အဝထောက်ခံတာမျိုးမလုပ်ကြပါဘူး။မစ္စတာမဒါနီကကလေးတငယ်ပြုစုစောင့်ရှောက်မှုမှာအခမဲ့အများပြည်သူသုံးခရီးပို့ဆောင်ရေးမှာအခမဲ့အိုးအိမ်ရရှိနေထိုင်မှုအခမဲ့ပံ့ပိုးပေးမယ်ဆိုတာတွေအပြင် ဝင်ဝင်အများဆုံးရရှိတဲ့သူတွေအပေါ်အခွန်တိုးကောက်မယ်ဆိုပြီးတော့ဂတိကဝတ်တွေပြုလုပ်ထားတာလည်းဖြစ်ပါတယ်။အဲ့ဒီအချက်တွေအပေါ်ဒီမိုကရက်တစ်ပါတီကိုယ်တိုင်စိတ်မသက်မသားနဲ့စိုးရုံကြပုံရှိတယ်လို့ဆရာစမစ်ကပြောဆိုခဲ့ပါတယ်။ဘဝစကြောင်းအချင်းချုပ်ဇိုရန်မတာနီကိုတော့အရှေ့အာဖရိကနိုင်ငံဖြစ်တဲ့ယူဂန်ဒါမှာအိန္ဒိယနယ်ပွားမိဘတွေကနေပြီးတော့ဝေးဖွားခဲ့တာပဲဖြစ်ပါတယ်။အသက်9နှစ်သားမှာမိဘတွေနဲ့အတူနယူးယောက်မြို့စီကိုပြောင်းရွှေ့ခြေချခဲ့ပါတယ်။ ဘရော့စ်တိုက်ပံအထက်တန်းကျောင်းမှာတက်ရောက်ခဲ့ပြီးတော့ဘိုဒင်ကောလိပ်ကနေပြီးအာဖရိကလေလာရေးပါလာရက်နဲ့ပွဲရခဲ့ပါတယ်။ကောလိပ်မှာတော့ပါလက်စတိုင်းတရားမျှတရေးကျောင်းသားအဖွဲ့ကိုပူးတွဲတည်ထောင်ခဲ့ပါတယ်။ဇိုရန်မထာနီဟာဘာလဲဆိုတဲ့ဝိသေသလက္ခဏာအကြောင်းပြောရင်အင်မတန်ကိုရောရှက်နေပါတယ်။သူဟာအိန္ဒိယမိဘတွေကနေပြီးတော့မွေလို့အိန္ဒိယနယ်ပွားအာရှသွေးဖြစ်တယ်လို့မျိုးယူဂန်ဒါမှာမွေးခဲ့တဲ့အတွက်အာဖရိကန်လို့ခေါ်နိုင်ပြီးတော့အမေရိကန်တယောက်လည်းဖြစ်ပါတယ်။ ၂၀၀၉ခုနှစ်မှာကိုလံဘီယာတက္ကသိုလ်ဝင်ကွင်းလျှောက်တဲ့အခါမှာတော့ဒီလူမျိုးဆိုတဲ့အပိုင်းမှာတော့အာရှနေရာမှာရောအမဲသို့မဟုတ်အာဖရိကန်အမေရိကန်နေရာနှစ်နေရာစလုံးမှာသူနဲ့သက်ဆိုင်ကြောင်းကိုဖော်ပြခဲ့ပါတယ်။သူဟာနယူးယောက်ရဲ့အပိုင်းကြီး၅ပိုင်းတဲကခွင်းဆက်ပြည်နယ်အမတ်အဖြစ်ကနေပြီးအခုလိုမျိုးတိုင်းနိုင်ငံလုံးရဲ့အာယုံဆိုင်မှုရရှိလာခဲ့တာဖြစ်ပါတယ်။အထက်မှာပြောခဲ့သလိုပဲသူ့ရဲ့လက်ဝဲမှုတွေအပေါ်အခြေခံနဲ့ရဲဝဲနဲ့ပြောဆိုလှုပ်ရှားမှုတွေဟာ ထောင်စုနှစ်သက်မျိုးဆက်တွေအပေါ်ဆွဲဆောင်နိုင်ခဲ့တယ်လို့မျိုးလူမျိုးစုံအနွယ်စုံဘာသာစုံမိတင်းနေထိုင်တဲ့နယူးယောက်လူမျိုးကြီးရဲ့မျိုးကံတွေရဲ့ထောက်ခံမှုကိုရရှိခဲ့တာလည်းဖြစ်ပါတယ်။ဘာသာရေးနဲ့ပတ်သက်လာရင်လည်းပဲသူဟာမွတ်စလင်တယောက်ဖြစ်တယ်ဆိုတဲ့အချက်ကိုမျိုးတော်ပုံရွေးကောက်ပွဲမဲဆွယ်ကာလာတလျှောက်မှာအထင်ရှားပြသနေခဲ့ပါတယ်။ဗလီဝိပုကျောင်းတော်ရေစီကိုပုံမှန်သွားနေခဲ့ပြီးတော့မျိုးကြီးရဲ့လူနေမှုစရိတ်ဟာအစမတန်ကြီးမြင့်နေတဲ့အကြောင်းဥဒူဘာသာစကားနဲ့ပြောဆိုထားတဲ့ဗီဒီယိုတစ်ပုဒ်လည်းထုတ်ခဲ့ပါတယ်။ ဇိုရမ်မထာနီရဲ့ဇနီးတဲ့ဟာအသက်28နှစ်အရွယ်စီးရီးယားနယ်ပွားအမှုပညာရှင်ရာမာဒူဝါချီဖြစ်ပြီးတော့နယူးယောက်မြို့ဘရုတ်ကလင်အရမ်းမှာအခြေစိုက်သူဖြစ်ပါတယ်။သူတို့ဟာအတွဲရှာပေးတဲ့ dating app တစ်ခုပေါ်မှာစုံစည်းခဲ့ကြတယ်လို့လည်းသိရပါတယ်။ပြီးခင်ဖြစ်သူမီရာနဲလ်ဟာနာမည်ရှိရုပ်ရှင်ဒါရိုက်တာဖြစ်ပြီးတော့ဖခင်ဖြစ်သူပေါမောက်ခမမော့မဒါနီကတော့ကိုလံဘီယာတက္ကသိုလ်မှာစတင်ပါတယ်။အမေရောအဖေပါ Harvard တက္ကသိုလ်ထွက်နေဖြစ်ပါတယ်။ ဇိုရမ်မထာအနေနိုင်ငံရေးတဲ့ကိုမဝင်ခင်အိုးအိမ်ရေးရအကြံပေးအဖြစ်အလုပ်လုပ်ခဲ့ပါတယ်။ဝင်ငွေနေတဲ့မိသားစုတွေငွေမတက်နိုင်တော့လို့ကိုယ့်ရဲ့အိမ်တွေကနေထွက်ခွာပေးရမောင်းချခံရတာမျိုးတွေမဖြစ်ရလေအောင်အဓိကကူညီရတာမျိုးပါ။ဒါကြောင့်မလို့သူဦးစားပေးတဲ့ကိစ္စတွေမှာလူတိုင်းနေထိုင်ရအိုးအိမ်ရှိနိုင်ရေးပါဝင်တယ်လို့မျိုးနယူးယောက်မြို့ကြီးပေကင်ရေးနဲ့လူတွေအပေါ်နေစရိတ်စားစရိတ်အထွေထွေကုန်ကျစရိတ်တွေဖိစီးနေတာကနေ တတစီရေတွေအပေါ်မှာအယုံစိုက်ပြီးတော့ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာခုတစ်ခေါက်တင်ဆက်ပေးသွားခဲ့တာကတော့နယူးယောက်မြို့တော်ဝန်အစ်ဖြစ်လာမဲ့ဇိုရန်မတာနီကဘလိုလူစားမျိုးလဲဆိုတဲ့အကြောင်းလေးကိုတင်ဆက်ပေးသွားခဲ့တာပဲဖြစ်ပါတယ်နားဆင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကျေးဇူးထူးဝဲတင်ရှိပါတယ်ခင်ဗျာ Star Channel ရဲ့ YouTube Channel ကို Like and Subscribe လေးလုပ်ခဲ့ကြပါအောင်ခင်ဗျာ